ติดတော့ဒီကလေးတွေနဲ့တွဲပြီးရိုက်တဲ့ခါကျတော့တော်တော်တတိထားတယ်ဘာဖြစ်လဲဆိုတော့ခါကျ तू ကဒီသူတို့တွေကတဘာဝအတိုင်းကိုဟိုဟိုဒီတိုင်းစကားပြောနေတဲ့အတိုင်းလေးတွေပဲရိုက်ရဆိုတော့ခါကျအာဒီဥပဒေတို့အနေနဲ့အာသူတို့စိတ်ကောပါရဲ့လားစကားတွေကလည်းမပွင့်တဝင့်နဲ့ပြောနေတာသူတို့စိတ်မပါဘူးနဲ့တူတယ် စကားပြောနေတာအတင်းလုံနေတဲ့အပေါ်ဒီမှာဥမျိုးသားလူတွေကနေပြီးတော့အတူယူရတာပေါ့နော်သူတို့တွေနဲ့ဘာလဲဆိုတော့ဟိုနောက်လည်းသူတို့နဲ့ပဲတွဲကြရမှာလေတွဲကြရမှာဖြစ်ခဲ့တဲ့အတွက်ကြောင့်အဲသူတို့တွေကိုဆရာထားပြီးတော့နည်းနည်းအတူယူပြီးတော့အလုပ်လုပ်နေရတဲ့သဘောမှရှိတယ်ပေါ့အခုနောက်ပိုင်းဒီလိုဟိုဇလန်တွဲလေးတွေရိုက်ကူးရတာလေးတော်လေးများလာရပြီဟိုအတူတွဲပြီးတော့ရိုက်ကူးခွင့်ရလာရပြီဆိုတဲ့အခါကျတော့တယောက်နဲ့တယောက်ကအထာလေးတွေကတီးသွားကြပြီ you အခုဒီဇလန်းပေါ့နော်အခုဒီဇလန်းမှာတော့အဲမြို့သားကပ်ပြီးရပေါ့ဒီကကုစားလီကတော့ဖုန်ကြီးပေါ့အဖုန်ကြီးကကပ်ပြီးရတော့စကားတော်တော်များများမှဟိုတွဲခဲ့ဘူးတဲ့သူတွေပေါ့နော်အတွဲတွေဖြစ်နေအတွဲအဲ့လိုဖြစ်နေကြဆိုတော့ခါကြအခုဒီအခုရိုက်တဲ့ကားမှာလဲဖုန်ကြီးနဲ့ကပ်ပြီးရကန္နာမှာဟိုဝမ်ပါပြီးတော့ဟိုတရုတ်ဆောင်ဝင်ရတယ်ပေါ့နော်အရှိမှာလဲအဲဒီလူတွေနဲ့ပဲရှိမှာ တကားရိုက်ခဲ့ဘူးပါလေအဲတော်တော်လေးလဲရိုက်ရတာအဆင်ပြေတယ်ပျော်ပျော်ရွှင်ရွှင်နဲ့ပြောင်းလဲတယောက်ရိုက်မေးကူညီမှုတွေနဲ့အဲ့လိုရိုက်ခဲ့ရတာဖြစ်ခဲ့တဲ့အတွက်ကြောင့်အဲရှေ့မှာလဲရိုက်ခဲ့ရတဲ့ကားမှာလဲဟိုအောင်မြင်မှုရလိမ့်မယ်လို့မျှော်လင့်ပါတယ်အခုဒီကားကိုလဲတော်လေးစိတ်ဝင်စားမှုရှိပါတယ်ဘာလို့ဆိုတော့သူကကမ်ဘီယာကားလေးလဲဖြစ်နေတဲ့အတွက်ကြောင့်အော်ဒီကားမျိုးတွေကလည်းမရိုက်ရတာကြာပြီဖြစ်တယ်ပြီးတော့ဒီဟိုသူ့ ပြောပြရတော့ပေါ့နော်ဒီဇလန်းလေးကိုပြောပြရတော့ဆိုရှင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲဥပဒေသားတို့အနေနဲ့လောက်ွက်တည်လဲအများကြီးရလိမ့်မယ်လို့ထင်ပါတယ်အဲအဲ့ဒါကြောင့်ဒီကားကိုတိတ်ပြီးတော့ဟိုအများဆုံးစိတ်ထဲမှာတော်တော်လေးဟိုစိတ်ပါလက်ပါနေရိုက်ရှင်နေပြီပေါ့နော်အဲအဲ့လိုဖြစ်တယ်ကိုအရင်ဒီ channel line နေနဲ့မှာပါဝင်ပြီးတော့ရိုက်ကူးရတဲ့အချိန်တွေမှာတော်တော်လေးအခက်အခဲရှိတယ်ရှိတယ်ဆိုတာဘာလဲဆိုတော့အခါကျတော့သူ့ ီခလေးတွေရဲ့ဆက်ဆံရေးပေါ့နော်။များသောအားဖြင့်သူတို့ဆက်ဆံရေးတဲ့လည်းဆိုင်တော့။အဲဆိုဆက်ဆံတဲ့အခါဒီမှာဥရုသန်တို့တွေနဲ့ဒီအလှမ်းကွာတာမျိုးလေးတွေရှိတယ်။အဲအခုနောက်ပိုင်းတွေကြတော့ဟိုဒီခလေးတွေအားလုံးကဟိုတော့ဟိုဥရုသန်တို့အပေါ်မှာဒီဘာတစ်ပါးအနေနဲ့တော့လကောက်အဲဒီဥဆောင်ကြီးတွေအနေနဲ့တော့လကောက်ပေါ့နော်။ဟိုအဲ့လိုဆက်ဆံတဲ့နေရာမှာဒီလေးစားရှိပါတယ်။ အခုနောက်ဟိုနောက်တက်တည်ဆိုပေမဲ့လို့လေဒီဒါရိုက်တာဘိုင်းတွေရောတရုတ်ဆောင်နေတဲ့အဲခလေးတွေပေါ့နော် အားလုံးအားလုံးကအများကြီးကြိုးစားကြတယ်တကယ်လဲတက်ကြတယ်တကယ်လဲတော်ကြတယ်အဲမြို့သားတို့အနေနဲ့ပြောရရင်တော့သူအရင်တော့ရုပ်ရှင်ထဲမှာလုပ်နေတဲ့အိုက်တင်အမူအရာတွေအားတွေနဲ့ပေါ့နော်အားတွေမန်နေတူကိုအမူအရာနေစပြီးတော့နော်အားတွေ ထည့်ပြီးဟိုကရိုက်ရတာမျိုးတွေဖြစ်ခဲ့တဲ့အတွက်ကြောင့်အခုဒီဟိုပေါ့ဒီ channel line တွေမှာရိုက်နေရတာอืมဘောနော်အဲ့လိုဟိုဇလန်းတွဲတွေမှာရိုက်နေရတဲ့အခါကျတော့ဒီအတိအတိတော့ဒီခလေးတွေနဲ့တွဲပြီးရိုက်တဲ့အခါကျတော့တော်တော်သတိထားရတယ်။ဘာဖြစ်လဲဆိုတော့ကျ तू ကဒီသူတို့တွေကတဘာဝအတိုင်းကိုဟိုဟိုဒီတိုင်းစကားပြောနေတဲ့အတိုင်းလေးတွေပဲရိုက်ရတယ်ဆိုတော့ကျအဲဒီဥပဒေတို့အနေနဲ့အာသူတို့ စိတ်ကောပါရဲ့လားစကားတွေကလည်းမပွင့်တဝင့်နဲ့ပြောနေတာသူတို့စိတ်မပါဘူးနဲ့တူတယ်ဆိုပြီးတော့ကိုလှုပ်လှုပ်ရတဲ့အခါကျတော့လေသိပြောတွဲလို့အဆင်မပြေလောက်ဘူးလို့ထင်တယ်ဘာဖြစ်ဆိုတော့ဟိုဟာပေါ့ဦးရဲတန်းလူတွေကဒီစကားပြောတဲ့အခါကျတော့အာဝံအာရင်နေနဲ့ပြောကြတာရှိတယ်ပြောကြရရှိတယ်အဲ့အတင်းလေးလုတ်တဲ့အခါကျတော့လေဒီတိုင်းပဲကိုကအမူအရာတွေရောဘာတွေရောတခါအားရမှန်နေတဲ့ဒီလိုပြောတဲ့အခါကျတော့ အသူတို့အနေနဲ့တွေ့ရတာတော်တော်လေးသဘောစကားဖြစ်တယ်။ဒါပေမဲ့လို့ဘာလို့သွားတည်ထားလဲဆိုတဲ့အခါကျတော့ခီရီစီချောင်းတွေကပြောင်းကုန်ကြပြီ။အရင်တုန်းကဟိုဦးဦးသားလူဟိုရိုက်နေတဲ့အိုက်တင်အမူအရာတွေနဲ့သူတို့အနေနဲ့တွေ့ပြီးတော့လောက်ရတဲ့အခါကျတော့ခါကျတော့သူတို့အိုက်တင်အမူအရာတွေကတကယ်တမ်းဒီဇလန်းပြပြီဆိုတဲ့အခါကျတော့သူတို့အိုက်တင်တွေကတော်တော်ကောင်းတယ် လေယူလေစင်းလေးတွေကအစာသူတို့တွေကအကုန်လုံးကတဘာဝအတိုင်းလေးတွေထွက်လာပြီဥမှုသန်တို့တွေကြတော့နင်တို့အိုဘာဘက်ကိုလုသွားတာပေါ့နော်အဲ့လိုကြီးတွေဖြစ်လာတယ်ဆိုတဲ့အခါကျတော့တော်တော်လေးသတိထားရတယ်ပေါ့အခုနောက်ပိုင်းကျတော့သူတို့ကတော့ဆရာဖြစ်သွားကြတာပေါ့နော်သူတို့လုံနေတဲ့အပေါ်ဒီမှာစကားပြောနေတာအဲ့ဒီလုံနေတဲ့အပေါ်ဒီမှာဥမှုသန်တို့တွေကနေပြီးတော့အတူယူကြတာပေါ့နော်သူတို့တွေနဲ့ဘာလဲဆိုတော့ဟိုနောက်လည်းသူတို့နဲ့ပဲတွဲကြရမှာလीတွဲကြရမှာဖြစ်ခဲ့တဲ့တွဲကြောင့် အဲသူတို့တွေကိုဆရာထားပြီးတော့နည်းနည်းအတူယူပြီးတော့အလုံးလုံးနေရတဲ့သဘောမှရှိတယ်ပေါ့အခုနောက်ပိုင်းဒီလိုဟိုဇလန်းတွဲလေးတွေရိုက်ကူးရတာလေးတော်လေးများလာကြပြီဟိုအတူတွဲပြီးတော့ရိုက်ကူးခွင့်ရလာကြပြီဆိုတဲ့အခါကျတော့တယောက်နဲ့တယောက်ကအထာလေးတွေကတည်သွားကြပြီပြီးတော့ဦးမျိုးသားတို့အင်းနေနေရလဲဒီခေရီစီချောင်းကိုမပြတ်အောင်လိုက်ပြီးတော့ဟိုဟာလုံးဟိုလိုက်ပြီးတော့နေရတဲ့သူတွေဖြစ်ခဲ့တဲ့အတွက်ကြောင့် ဟိုသူတို့ကအလုပ်လုပ်ရတဲ့နေရာတွေမှာတယောက်နဲ့တယောက်အပေးယူအရှိတ်ဆက်ကလေးတွေကတော့ငခုနောက်ပိုင်းမှာတော်လေးဟိုအဆင်ပြေသွားတယ်ပေါ့နော်ဟိုရိုက်ရတာတော့ပြောပြောရွှေ့နေတာ